အခုလုံးတမန်တိရနေမင်းထားခဲ့။ဘာကြောင့်လဲတွေးမရပါလား။ဒါတူအဲ့လိုမျိုးဖီးနဲ့ဆိုတတ်တယ်။အဲ့ဒီချိန်เนี่ยကိုကကိုသားကငါလိုပဲအနုပညာစိတ်ပါတယ်ဆိုတော့ကိုကတိတယ်ရိပ်မိတယ်။ဒါမဲ့ကိုကဒီအနုပညာနယ်ပယ်တွေကိုခြေစုံပြစ်ပြီးဝင်သွားမှာကိုအခုဒီတက်ရုံစိုးရင်နေ။ကိုတော့စကောနဲ့မှာမင်းသားဖြစ်တော့ကျန်တဲ့ဘာမှမသိဘူးလေ။ဘာဘဝတုဒ္ဒမှာလည်းမရှိဘူး။တို့အဲ့ဒီဘဝတုဒ္ဒကိုအခုငယ်ငယ်လေးတည်းကဒီဘဝတုဒ္ဒရှိအောင်အမြဲတမ်းဆုံးမတယ် ကိုချဘကိုရဲ့တင်နာအနုပညာမလုံးနိုင်အောင် ကိုစီးပွားရဲ့အရင်လို့အဲ့အနုပညာမလုံးနိုင်အောင်တင်တယ်တရားအားထုတ်ဖို့လည်းတင်ကိုကနေမှစဉ်သက်လာတဲ့ကိုယ့်ရဲ့ generation ကိုယ့်ရဲ့တာမောင်ဖုံးခန့်ညာသူကလည်းဖရည်သွေးပါတယ်အမှုပညာလောက်ကိုလုပ်ချင်တယ်ဒါမဲ့သူ့ကိုလည်းအမြဲတမ်းစီးပွားရေးနယ်ပယ်ထဲမှာစီးပွားရေးကိုအရင် တက်ကြွအောင်လုပ်ဖို့ဘာသာရေးကိုကိုင်းဆိုင်မှု သူတို့သူ့အမသူ့မတော့လိုက်မလာဘူးဘာလို့သူ့အမကင်မာကြောက်တယ်ကင်မာကြောက်တော့ကင်မာရှိမရဲချင်တော့မလိုက်လာဘူးအဲ့တော့တာရောတမီရောမိမရောဘာသာရေးကိုကြောက်ရောက်တင်တယ်တင်ပြီးတော့ဘာသာရေးကျွမ်းကျင်ပြီးသွားပြီဆိုတော့မှသူတို့လုတ်ကျင်နေဆုံးခဲ့ကြတယ်သူတို့လုတ်ပါလို့တာရောတမီရောဒီလိုပဲဟိုကဆုံးမထားတယ်တာနဲ့တမီနဲ့ရောက်ကြတာလားအကြီးကအကြီးကတမီအငယ်ကသာအနည်းငယ်ဝန်းလာပါလားတဲ့ ်အချင်းသူရာဝါနာပါတယ်အချင်းသူရာဝါနာပါသူကဟိုဒီလွန်ခဲ့တဲ့3လနှစ်လောက်တည်းကဟိုဘယ်လိုပြောမလဲတချင်းဆိုလို့ရှိရင်လေခလေးတွေဆိုတော့ဟိုပော့ပါတဲ့ချင်းမဆိုဘူးချစ်သူလက်ဆောင်ဆိုကုငတ်ကြီးတချင်းဆိုလဲသူကအကုလုံးတမန်တင်းရနေမင်းထားတယ် ဘာကြောင့်လဲတွေးမရပါလားဘယ်သူအဲ့လိုမျိုး fee နဲ့ဆိုတတ်တယ်အဲ့ဒီချိန်တည်းကကိုကကိုသားကငါလိုပဲအနုပညာစိတ်ပါတယ်ဆိုတော့ကိုကတိတယ်ရိပ်မိတယ်ဒါမဲ့ကိုကဒီအနုပညာနယ်ပယ်တွေကိုခြေစုံပြစ်ပြီးဝင်သွားမှာကိုအခုဒီတက်ရုံစိုးရိမ်နေကိုတော့က16နှစ်မှာမင်းသားဖြစ်တော့ကျန်တဲ့ဘာမှမသိဘူးလေဘာဘဝတုဒ္ဒမှာလည်းမရှိဘူးတို့အဲ့ဒီဘဝတုဒ္ဒကိုအခုငယ်ငယ်လေးတွေကဒီဘဝတုဒ္ဒရှိအောင်အများဆုံးဆုံးမှတယ်အဲ့ဒီဟာကိုဘာသာရေးနဲ့တွေ့ပြီးအများဆုံးဆုံးမှတယ် တော့သုံးပါးကမှာသူတို့ဖြတ်တမ်းမဲ့ login နဲ့ပဲဖြတ်တမ်းနိုင်မှာအခက်အခဲမရှိအောင်လေကူစွာနဲ့ဖြတ်တမ်းဖြတ်တမ်းနိုင်အောင်သူတို့စိတ်ထဲမှာကြုံလိုက်တဲ့အရာတန်းအာဒါပော့ပါပါဆိုတာဘာသာရေးနဲ့ပဲဆိုင်တော့သူတို့ဘာသာရေးကိုခေါင်းထဲရောက်အမြဲတမ်းသင်တယ်အဲ့တော့သူကလူပညာကိုခံစားတော့လေတချင်းဝါသနာပါတယ်ဆိုလေသူကအဲ့လိုပေါ့သူမမြင်ဆိုလေမမြင်တချင်းမှာဟိုသူကစာသားလေးတွေကတကယ်တကယ်နက်နက်နေနေပြန်ပြီးတော့ကြည့်ရင် တော်လေးလေးနဲ့လေးလေးပါတယ်အဲ့ဒါကို तू ကဖီးနဲ့ तू ကခံစားတယ်အဲ့တော့ तू အနုပညာဘုံပါတာကို तू ကသိတယ်ဒါပေမဲ့အနုပညာနဲ့ပဲတော့မချပြဘူး तू ကအခုမှကဲငါသားမင်းတို့ကလူနယ်ပေါ်ကိုစပြီးတော့ငါချပြပြီဆိုပြီးတော့နောက်ပိုင်းတော့သူ့ညံနဲ့သူ့ဆုံးဖြတ်နိုင်အောင်လို့အဲ့ဒီအချိန်တွေကအဲ့ဒါကိုပဲဆုံးမပေးအောင်မျိုးလေးတင်ပေးတဲ့တာဖေကအဲ့ဒီကိုချပါကိုရဲ့တင်နာအောင်အနုပညာကိုမလုံးနိုင်အောင်ကိုစီးပွားရဲ့အရင်တော့